ငယ်ငယ်တုန်းကတော့စဉ်းစားတယ်ကောသလအိမ်မက်ကဘာဖြစ်လို့ဗမာပြည်မှာလာပြီးတော့မှန်ရမှာလဲသူကကလာအိန္ဒိယနိုင်ငံမှာမက်ထားအိန္ဒိယပဲဖြစ်တဲ့နယ်လို့ငယ်ငယ်တုန်းကတော့အဲ့လိုတွေးမိတယ်အမှန်ကတော့လူလောကကြီးတစ်ခုလုံးနဲ့သက်ဆိုင်တယ်လို့ပဲပြောအောင်ဖြစ်တယ်ပေါ့ဘယ်နိုင်ငံပဲဖြစ်ဖြစ်လူလောကကြီးတစ်ခုလုံးနဲ့သက်ဆိုင်တဲ့အိမ်မက်တစ်ခုလို့ဒီလိုမှတ်ယူအောင်ဒါကြောင့်မို့ဒေတာအလိုက်လောကကြီးကဆုပ်ပြပြလာပြီဆိုရင်မိုးကောင်ရေရှားမှုတန်းကို ကဘာမှာခံရမှာဖြစ်လို့သိပ္ပံဆရာတွေကရေရှားတဲ့ဓာတ်တွေဖြစ်ပေါ်လာနိုင်မယ်ဆိုတာကိုအကျဉ်းချင်းတတိပီးစကားတွေရေးသားနေကြပြီပေါ့တနေ့ကျရင်ရေချိုတွေကဘာမှာရှားသွားလိမ့်မယ်ဆိုတာကိုတတိပီးနေကြတယ်ပေါ့ဒါကကောသလအိမ်မက်16ချက်တည်းကနံပါတ်1သူမက်တဲ့အိမ်မက်လေးတစ်ခုပဲနောက်ထပ်သူဘာတွေဆက်မက်ပြန်တော့ဆို သူ့ရဲ့မျက်စိထဲမှာမြင်လိုက်ရတယ်။ဘာတွေမြင်ရတော့ဆိုလို့ရှိရင်တစ်ပင်တစ်ပင်ငယ်လေးတွေခြုံငယ်လေးတွေမြေကြီးပေါ်ကနေပြီးတော့ပေါက်ထွက်လာပြီ။ဘာမှမကြောက်ဘူး။တထွာလောက်တမိုင်းလောက်တော့မရောက်ဘူး။အဲ့တစ်ပင်လေးတွေဟာမြေကြီးပေါ်ကနေပေါ်လာလိုက်ပြီးမကြခင်မဲ့အပွင့်တွေပွင့်ပြီးအသီးတွေတီးကြတာကိုသူမြင်တယ်။ မြေကြီးပေါ်ကထွက်လာတဲ့အပင်လေးတွေဟာအပင်ပေါက်ဆလေးတွေဟာခဏလေးနေပြီးတော့ပွင့်သွားကြတယ်ခဏလေးနေပြီးအပွင့်တွေဟာအသီးတွေပြီးတာကိုသူမြင်မဲ့ရတယ်ထူထူဆန်းဆန်းတမဟာပြင်ဆိုရင်တစ်ပင်တစ်ပင်ဟာအတော်ကြာမှ၃နှစ်၄နှစ်၅နှစ်ဆိုတာမျိုးနေပြီးတော့မှ အပွင့်ပွင့်နေအသီးသီးတယ်အဲ့တော့ဒီကနေ့ခင်ပါလဲပဲ တမင်ဖန်တီးထားတာလားတော့မသိဘူးတစ်ပင်လေးတွေဟာခုဟာသကဝါပင်ဆိုလို့ရှိရင်အတော်ကြီးကြီးမှ အပွင့်ပွင့်လေးရှိကြတယ်အခုသကဝါပင်ဟာနိမ့်နိမ့်လေးနဲ့အပွင့်နေပွင့်ခန်းကော်ပင်နေလဲပွင့်နေသိအောင်လှုပ်ထားတာဂိုင်းကူတွေတို့ဘာတို့လှုပ်ကြတယ်ပေါ့လေအမျိုးစုံတစ်ပင်ငယ်ငယ်လေးတွေဟာလည်းပဲတဘာဝအပြင်ပွင့်ကုန်ကြတယ်ပေါ့အတိတိလာကြတယ်ပိနေပင်နေဆိုလို့ရှိရင် ဒုတိယလောက်တော့မရှိသေးဘူးအသီးတွေတီးနေကြတယ်လက်တွေ့အပြင်လည်းသစ်ပင်တွေဟာခိုင်းကူးတွေနဲ့မျိုးဆက်တွေနဲ့လောက်ထားတဲ့အတွက်ကြောင့်ငငယ်လေးနဲ့အသီးတီးတဲ့အနေထားမျိုးတွေမြင်ရကောသနမင်းကြီးကတော့တဘာဝကိုကမြေကပေါက်ထွက်လာတဲ့သစ်ပင်လေးတွေကမြေကပေါက်ခါစားလေးပွန့်ပွန့်လိုက်တာအသီးတွေတီးလိုက်တာခဏလေးပဲသူချက်ချင်းကြီးလို့မြေကပေါ်လာပြီးတော့ပွန့်တာတီးတာကိုမြင်ရတယ်အဲ့ဒါတပီးတော့အိမ်မက်ထဲမှာ ထူးထူးဆန်းဆန်းမြင်လဲရတဲ့အချက်ပါပဲလို့ဆိုမြတ်စွာဘုရားကဒါဟာလည်းပဲတင်မင်းကြီးရဲ့လက်ထက်မှာအကျိုးတရားမှုရှိမဲ့အရာမဟုတ်ဘူးတိပင်းလေးတွေဟာပေါ်လာပြီးမကြခင်ပွင့်မကြခင်တီးတယ်ဆိုတာတစ်ချိန်ကြာဆိုရှင်လူလောကကြီးဟာတက်တန်းနေတိုးပြီးတော့တက်တန်းနေဆွေရလာတဲ့အချိန်ခါမျိုးကြုံလိမ့်မယ်အဲဒီလိုကြုံတဲ့အခါမှာတက်တန်းဆွေရလာပြီဆိုလို့ရှင်တော့ လူလူတွေဟာအမျိုးသမီးငယ်ငယ်လေးတွေဟာเนาะအင်းတော်ရသားပြုတ်ပြီးတော့ဒီသားသမီးတွေမွေးကြလိမ့်မယ်ဒီလိုအိဒိပယ်မျိုးဖော်ဆောင်နေတဲ့ဟုတ်ပြီဒီကနေ့ဂျာနယ်တွေထဲမှာကြည့်ရင်ကိုနဲ့သမီးကိုဝန်ဆောင်တာတို့ဒါမျိုးတွေပါတွေ့လာရပြီပေါ့เนาะအဲ့ဒီလိုအနေအထားမျိုးတွေဖြစ်ပေါ်လာခဲ့တာပေါ့ဖြစ်ပေါ်လာခဲ့ အဲ့တော့ကောသလရဲ့အိမ်မက်ရဲ့အတိုးကျွတ်တရမှုပါတဖြည်းဖြည်းမှန်းလာပြီလို့ပြောရမှာပဲသက္ကဝတိတုတ်တံမှာမြတ်စွာဘုရားဟောထားတာရှိတယ်ဆနစ်တန်းရောက်လို့ရှိရင်နဲ့ငါငါနှစ်သမီးဟာအိမ်အောင်ပြုတဲ့အရွယ်ဖြစ်လာမယ်ဒီလိုဆိုတာဆနစ်သမီးအဲ့ဒါကိုဘုန်းကြီးတို့ကတွေ့ကြည့်တယ်ငါနှစ်သမီး ဆယ်နှစ်တန်းအရွယ်မှာငါးနှစ်သမီးအိမ်အောင်ပြုတယ်ဆိုတော့တော်တော်ကိုနောက်ကျတယ်လို့နော်တော်တော်နောက်ကျဘာလို့ဆိုအခုခေတ်တတရားမှာ90မှာအိမ်အောင်ပြုတယ်လို့ဖြစ်နေတယ်အဲ့တော့စာပေမှာကြည့်လိုက်တဲ့အခါမူကွဲတစ်ခုရှိတယ်အဲ့ဒီမူကွဲမှာကြည့်လိုက်မယ်ဆိုရင်တော့သူက9လသမီးလို့ဒီလိုဆိုတယ်ပင်စမာတိကပင်စအဲ့တော့9လသမီးဆိုတာအချိုးချားနဲ့တွက်ကြည့်တော့တေချာသိနိုင်တယ်ပေါ့ လူရဲ့သက်တမ်းဟာဆယ်နှစ်ပဲရှိတယ်။ဆယ်နှစ်ပဲရှိတော့ခုခေတ်အနေထားနဲ့တွက်ကြည့်ပေါ့။ခုခေတ်အနေထားမှာဥပမာပဲတရားတန်းဆိုပါစို့။တရားတန်းမှာဆိုလို့ရှိရင်16နှစ်ခုခေတ်မှာအရွယ်ရောက်တယ်ဒါ85နှစ်တန်းပဲထောင်းတော့16နှစ်ဆိုအရွယ်ရောက်တယ်လို့သတ်မှတ်တယ်ပေါ့။အဲ့တော့ဆယ်နှစ်ဆိုလို့ရှိရင်ဘယ်ချိန်အရွယ်ရောက်အောင်မလဲကိန်းကနန်းနဲ့တွက်ကြည့်လိုက်ပေါ့။တွက်ကြည့်တော့9 9လသမီးဆိုရင်တော့ နည်းနည်းပို့ပြီးတော့နီးစက်တယ်လို့ဒီလိုထင်တယ်ပေါ့ငါးနှစ်ဆိုတာတော့ကြီးလွန်အားကြီးသွားပြီသူကနောက်ထပ်ငါးနှစ်ဆိုဖွားကြီးဖြစ်ပြီးတည်တော့မှာပဲရှိတော့အဲ့တော့ငါးနှစ်မှအိမ်တော်ကြတယ်ဆိုတော့နောက်ကြတယ်လို့ထင်တယ်ပေါ့အဲ့ဒါလို့ငယ်ရွယ်တက်တန်းနေဆွေရလာတဲ့အခါမှာအခုဒီကျောင်းထဲမှာပေါက်ပွားနေတဲ့ခွေးတွေကိုသတိထားမိကြည့်တယ်ခဏလေးပဲကြီးငွေလာလို့ခွေးပေါက်စလေး အဲတော့ကြာကြတော့အိမ်တော်ကြခုံညပြီသူတို့နော်မကြောက်တနစ်တော်မနေဘူးသူတို့အိမ်တော်ကြခုံပြီအော်အဲ့ဒါလူတွေဖြစ်တယ်အဲ့တော့ကောသရမင်းကြီးအိမ်မဲမဲတာသစ်ပင်လေးတွေဟာမြေကြီးပေါ်ကနေပေါ်ထွက်လာပြီးတော့မကြောက်အပွင့်လေးတွေပွင့်အသီးတွေတီးတယ်ဆိုတော့အိမ်မဲမှုဟာတဲ့တက်တန်းတူလာတဲ့ဆွေးရလာတဲ့လူလောကမှာအရွယ်တွေငယ်ငယ်နဲ့ အင်းအောင်ရသားကြမယ်ဆိုတဲ့အထိပယ်မျိုးတွေကိုနောင်တစ်ချိန်ဖြစ်ပေါ်လာမဲ့အနေထားတွေကိုပောပနမိတ်အနေနဲ့မေတ္တာပါသင်မင်းကြီးအတွက်ဘာအန္တရာယ်မှမရှိပါဘူးလို့မြတ်စွာဘုရားကဒုတိယမြောက်အိမ်မက်ကိုအခုလိုဖြည့်ရှင်းပြီးတော့ဆုံးမဟောကြားခဲ့တာဖြစ်ပါတယ်။လောကမှာအိမ်မက်နဲ့ပတ်သက်ပြီးတော့မှတ်သားစရာတွေများစွာရှိတယ်။ဒီကနေ့အိမ်မက်ကောသရမင်းကြီးရဲ့အိမ်မက်16ချက်ထဲကနှစ်ချက်လောက်ကိုမှတ်သားပြီး နောက်ရက်ဒီမှာဆက်လက်ပြီးတော့ကောသနမင်းကြီးရဲ့အိမ်မက်တွေအကြောင်းနဲ့မြတ်စွာဘုရားရှင်းလင်းပြောကြားတဲ့အိမ်မက်ရဲ့အကျိုးဖြစ်တည်ကိုမှတ်သားပြီးတော့သံဝေကတရားဖြစ်ပွားဖို့လောကကြီးရဲ့အခြေအနေတွေဟာအခုလိုပဲအနေအထားတစ်ခုဟာဖြစ်ပေါ်လာတယ်။အကြောင်းကင်းပြီးတော့အကျိုးတရားဆိုတာမဖြစ်ဘူးဆိုတာကိုမှန်ကန်တဲ့အတွေ့အကြုံတွေ တွေးရှိပြီးတော့မှန်ကန်တဲ့အသိဉာဏ်တွေရအောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းသာဓု